လုံးမင်္ဂလာပါရှင်။ကျမရခင်နေ့တွေရပါတော့မွန်တက်ဆူရီရဲ့အဓိကအပိုင်းကြီး၅ပိုင်းကိုဆွေးနွေးနေခြင်းဖြစ်ပါတယ်။ပထမအပိုင်းကတော့ဒါအသက်အပိုင်းချာကတ်သက်မထားတဲ့အုပ်စုတွေနဲ့ကြီးစင်ထားတဲ့စာသင်ခန်း။နောက်ဒုတိယဒီအပိုင်းကြီးကဒုတိယအပိုင်းအကြတော့သူကကြတော့ဒီမှာဆိုလို့ရှိရင်အဟံတားမရှိဘူးပေါ့နော်။ဒရိုလက်တီယူနိုင်တဲ့အခွင့်အရေးပေးထားတဲ့ကဏ္ဍအနေနဲ့ဒုတိယအနေနဲ့ရှိရတတိယကြတော့ ကလေးကိုဥတီထားတယ်တည်ယူမှုလုပ်ငန်းနေဆိုပြီးအပိုင်းကြီး၃ပိုင်းကိုကျွန်မအဲမနေ့တုန်းကပြီးခဲ့တဲ့နေ့ကဆွေးနွေးသွားပါတယ်ယနေ့မှာတော့ကျွန်မတို့တွေဒီကမွန်တက်ဆရီရဲ့ပေါ့နော်ဒီသူဒီစနစ်တီထွင်ထားတဲ့ဒီကလေးတွေအတွက်ဒီမတီရီယယ်တွေပေါ့နော်မွန်တက်ဆရီတီထွင်ထားတဲ့တည်ယူမှုပစ္စည်းတွေပေါ့ပစ္စည်းတွေအကြောင်းကိုကျွန်မဆက်ပြီးဆွေးနွေးမှာပါအဲ့ပစ္စည်းတွေကိုဟိုကျွန်မဆွေးနွေးမယ်ထဲမှာဆိုရင်မိမိမှာမိမိရဲ့ဒီမိမိအနားမှာရှိနေတဲ့ ပစ္စည်းတွေနဲ့အစားသွင်းပြီးတော့အစားထိုးပြီးတော့ဒါစီစဉ်လို့ရတယ်ဆိုတာလေးပါကျွန်မဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်ဒီနံပါတ် Montessori ရဲ့အပိုင်း၅ပိုင်းမှာ Montessori method ရဲ့အပိုင်း၅ပိုင်းမှာပေါ့နော်ဒီနံပါတ်၄စတုထမြောက်ကသူတည်ထင်ထားတဲ့တည်ယူမှုပစ္စည်းတွေပါ။အဲ့ဒီပစ္စည်းတွေဟာတဲ့သူကသိပ္ပံနီးကြတဲ့ဒီဇိုင်းပုံပေါ်ထားတယ်ကလေးတွေလက်တွေ့ကင်တွေလှုပ်ဆောင်နိုင်တဲ့ပစ္စည်းတွေလည်းဖြစ်တယ်တဲ့။ သူကကလေးတွေလက်တွေ့ပြီးတော့เนาะကင်တွေပြီးတော့သူတို့ကလေးလှုပ်ဆောင်နိုင်တဲ့ပစ္စည်းတွေဖြစ်တယ်ပေါ့အဲ့လိုမျိုးလေးတွေစီစဉ်ထားတယ်ဟိုကလေးနဲ့လျော်ညီတဲ့ပစ္စည်းတွေကိုစီစဉ်ထားပါတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့ကလေးတွေသုံးဖို့အတွက်ပေးထားတဲ့ပစ္စည်းတွေမှာတဲ့များသောအားဖြင့်သူကကလေးတွေမထိခိုက်အောင်ပေါ့တစ်မာသားတွေသို့မဟုတ်တတ်တူတွေနဲ့ပြုလုပ်ထားပါတယ်တဲ့ကလေးပစ္စည်းတိုင်းမှာသူဥတီချက်ဥတီချက်တွေနဲ့ပေါ့နော်ရည်ရွယ်ချက်တွေနဲ့စီစဉ်ထားခြင်းဖြစ်တယ် ဥတီချက်တွေနဲ့စီစဉ်ထားခြင်းဖြစ်တဲ့အဲ့ဒီပစ္စည်းတွေကို ပုံမှန်တငယ်တန်းပေါ့နော်အဲတငယ်တန်းနာစာရီကျောင်းနေမှာလက်တွေ့တွေ့နေကြပစ္စည်းတွေမတူဘူးပေါ့မွန်တက်ဆူရီရဲ့မွန်တက်ဆူရီ approach မှာသုံးတဲ့ပစ္စည်းတွေကကြတော့တခြားကျောင်းနေမှာသုံးနေတဲ့ပစ္စည်းတွေနဲ့မတူဘူးအနည်း क्वे ပြားမတူဘူးခြားနားမှုရှိတယ်ဆိုတာလေးကိုပါ လေ့လာလို့ရပါတယ်ရှင်အဲဒီမှာဆိုလို့ရှိရင်ဒီမှာကျမတို့တို့တွေသူပစ္စည်းလေးတွေဆိုလို့ရှိရင်ဒီမှာ ဒီ alphabet တွေနဲ့ပတ်သက်တဲ့ပေါ့နော်ပစ္စည်းလေးတွေရှိမယ်ဒါဒီပစ္စည်းလေးတွေကိုကင်တွယ်ရင်းနဲ့သူအဓိကစလုံးလေးတွေကိုသူမှတ်မိလားဒီလိုမျိုး number of တွေကိုပုံသဏ္ဍာန်တွေအမျိုးမျိုးဆောင်ပြည့်စည်ခြင်းအဖြစ်ကလေးရဲ့ဒါဒီက number နဲ့ပတ်သက်ပြီးတော့သင်ယူမှုတွေများများရရှိအောင် stimulate တင်းတွေများများပေးလို့ရတယ်ဆိုတာကိုကျွန်မဒီလိုဒီပစ္စည်းတွေသုံးပြီးတော့တင်ညာတင်ယူမှုတွေဆောင်ရွက်လို့ရတယ်ဆိုတာကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကကြတော့ sandpaper အဲ့မှာဆိုရင်ကျမတို့တစ်သားတွေကိုတိုက်တယ်လေကော်ဘတ်တွေရှိတယ် တစ်သားစာကော်ရှိရစသည်ပြီးတော့တန်စာကော်ရှိရပေါ့နော်။အော်ဒီမှာတော့ကလေးဆိုတော့တန်စာကော်တော့မဟုတ်တန်စာကော်ဘတ်တော့မဟုတ်ဘူးပေါ့ဒါတစ်သားတစ်သားကိုစားတဲ့ကော်ဘတ်အဲ့ကော်ဘတ်ကိုမှလည်းအဲနံပါတ်တွေလိုက်ပေါ့လေဟိုတွေ့ဘူးတဲ့တွေ့နေတိမယ်ကျမတို့တော့တွေ့တွေ့ဘူးတာဖြစ်တဲ့အတွက်နံပါတ်အလိုက်အကျန်းရှိရအဲအမှုရှိရနံပါတ်ကြီးရင်ကျန်းလာလားနံပါတ်သိရင်ကျန်းလာလားတော့မပြောတတ်ဘူးဒါပေမဲ့လို့နံပါတ်ကိုလိုက်အကျန်းအမှုအချောရှိရဲ့ ဲ့လိုမျိုးပေါ့အဲ့လိုမျိုးစန်ပေပါရင်လေကလေးတွေရဲ့ sensory သူကအာယုံကိုလှုံ့ဆော်မှာကိုဒါမှအုံနောက်ကဖွင့်ပြပြီးတော့တင်ယူမှုအားကောင်းမှာကိုဒါကြောင့်သူကဒီ sensory နဲ့ထိတွေ့ဖို့အတွက်သူ့ရဲ့အထိတွေ့ပေါ်မှာအထိတွေ့နေပေါ့နော်အဓိက number ဖြစ်ဖြစ် alpha ပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကဒါလူနီးတွေနဲ့တင်ယူမှုအားကောင်းအောင်စီစဉ်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်လေကလေးလေးတွေအဒီ number တော့ send paper လေးကိုတုံးပြီးတော့ စံပေပါလေးကိုသုံးပြီးတော့သူတို့ရဲ့ sensory နဲ့ဒီကနံပါတ်လေးကိုတင်ယူနေခြင်းလည်းဖြစ်ပါတယ်ရှင်။အဲ့အရာတွေကလည်းဒီ Montessori ကနေပြီးတော့ဒီ season ပြီးတော့မဟုတ်တော့ဒီတွင်ထုတ်လုပ်ထားတဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်။အဲဒီပစ္စည်းလေးတွေကလည်းကျမတို့စီမံလည်းရှိနေတာပဲ။ရှိနေတာပါပဲ။ဟိုဒီလိုမျိုးအကျန်းအချောဆိုလို့ရှိရင်တခြားပစ္စည်းတွေနဲ့လည်းအစားသုံးလို့တွင်းလို့ရတယ်။အဲကျမတို့ဒီဒီမှာဆိုလို့ရှိရင် ်ခြေကျော်ရှိရဲ့ခြေကျန်းနေရှိရဲ့စသည်ဖြင့်ပေါ့နော်နောက်တော့ကတဲတွေပေါ်မှာတကယ်ကိုလက်တွေတဲပေါ်မှာတဲနုတွေရှိရဲ့တဲကျန်းတွေရှိရဲ့ဒီပေါ်တွေမှာဒီကလိုမျိုးနံပါတ်ကလေးတွေကိုရေးခိုင်းစေ alphabet တွေကိုရေးခိုင်းခြင်းအဖြစ်လဲကလေးတွေရဲ့ sensory ကိုဘာလို့လို့ရစီ stimulating ပေးလို့ရပါတယ်ဒီလိုမျိုးကနကော်ဘတ်ကြီးကိုဝယ်ပြီးမှဒီက sensory ကိုဟို stimulate ပေးမှရတာမဟုတ်ပါဘူးမိမိရဲ့အနားမှာရှိနေတဲ့ ပစ္စည်းတွေကိုပဲအစားသွင်းပြီးတော့ Montessori method ကိုသုံးပြီးတော့ပြထောင်ပေးလို့ရတယ်ဆိုတာကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင် spinner box ဆိုတာကြတော့သူကတော့ဒီဒီကနန်းလေးတွေကိုသူတို့ဒါဒေးလာဖို့အတွက်ပေါ့နော်စီစဉ်စားရထားတာ။ဒီနေရာမှာလည်းတခြားပစ္စည်းတွေနဲ့စားသွင်းလို့ရတာပါပဲ။နောက်တကကတ်တင် county county လောက်တဲ့အခါမှာ Montessori ရဲ့ material တွေကို လိုက်ရှာနေဖို့မလိုပါဘူးမိမိမှာရှိရဲ့ကျဲသီးလေးပဲဖြစ်ဖြစ်ဩဇာစီလေးပဲဖြစ်ဖြစ်เนาะတခြားပေါ်တော့ပစ္စည်းလေးတွေပလင်းအဖုံးလေးတွေပဲဖြစ်ဖြစ်ဒါလေးတွေကိုစုပြီးတော့ခေါင်းတီးလောက်ခိုင်းလို့ရှိရင်လည်း तू အဓိကအကြောင်းအရာလေးကို तू ရရှိသွားစေမှာဖြစ်ပါတယ်ဒီမှာဆိုရင် Golden Boss ကကျတော့ तू ကရာစုတွေရှိမယ်ဆယ်စုတွေရာစုတွေရှိမယ်ဒါလေးတွေကိုဖြီလိုက် အဲပြန်ပြီးတော့ခွဲကြည့်လိုက်ပြန်ပြီးတော့အဆုလုပ်ကြည့်လိုက်ဆယ်စုတစည်းစီးကြည့်လိုက်ရာစုရာစုတစည်းစီးကြည့်လိုက်တကူချင်းစီတွေခွဲထုတ်လိုက်စသည်တွေပေါ်တာကောင်းတင်းနေသူဒီကဲကနန်းနဲ့ပတ်သက်တာကိုသူတင်တင်ယူနေခြင်းဖြစ်တယ်အဲ့ဒီမှာလည်းပဲဒီနေရာမှာဒီလိုမျိုးပစ္စည်းတွေမှာမဟုတ်ဘူးကျမတို့ဒီအချိုကြီးတောက်တဲ့ပိုက်ကလေးတွေနောက်တစ်ခါဒီဟိုထုတ်ချောင်းလေးတွေဟိုတိတ်ခိုင်းကြောက်ကလေးတွေစသည်ဖြင့်ပေါ်တော့ ဒီပလီအဖုံးလေးတွေစသည်ဖြင့်ပေါ့ဒီနေရာမှာရှိဒီမှာပေးထားတဲ့နမူနာပေးထားတဲ့ပစ္စည်းတွေနဲ့စီလီယောမှုရှိတဲ့အသုံးပြုလို့ရမယ်တခြားပစ္စည်းတွေကိုစားသွင်းပြီးတော့အသုံးပြုပြီးတော့ကလေးတွေရဲ့မျိုးပစ္စည်းတွေနေရာမှာမိမိပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အစားသွင်းပြီးတော့အကြောင်းအရာလေးပေါ့နော်သူတို့ကို ရရှိသွားစေလိုတဲ့အကြောင်းအရာလေးတွေကို ရရှိသွားအောင်ဆောင်ရွက်ပေးလို့ရတယ်ဆိုတာကိုဆွေးနွေးပေးခြင်းဖြစ်ပါရဲ့ရှင် ဟဲ့နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်နောက်နံပါတ်၄ချက်ကတော့ခုနကမွန်တက်ဆူရီကနေထုတ်လုပ်ထားတဲ့ပစ္စည်းလေးတွေအကြောင်းကိုဆွေးနွေးသွားတာပါအဲ့ပစ္စည်းလေးတွေကိုကျမတို့ပတ်ဝန်းကျင်မှာရှိရတဲ့တခြားပစ္စည်းတွေနဲ့အစားသွင်းပြီးတော့ပေါ့နော်မိမိဗျာရှိစီလိုတဲ့အကြောင်းအရာလေးတွေကိုတကယ်ကိုစနစ်တကျစီစဉ်ဆောင်ရွက်ခြင်းအပြင်သူတို့တွေကိုဆန်သူတို့ရဲ့ဆက်နေရာ ပြန်ပြောလာပါတော့เนาะသူတို့ရဲ့အတွေ့အထိအာယုံ၅ပါးပြန်ပြောမှုတွေနဲ့အတူအာယုံ၅ပါးကိုအသုံးပြုပြီးတော့လေးလာသူတို့ကိုယ်တိုင်လက်တွေ့သင်ယူခြင်းအဖြစ်မိမိရရှိစေလိုတဲ့အကြောင်းအရာတစ်ခုခုကိုအကြောင်းအရာပေါင်းများစွာကိုရရှိအောင်စီစဉ်ဆောင်ရွက်လို့ရတယ်ဆိုတာကိုဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ရှင်ခုနံပါတ်5ချက်ကတော့အဓိကအပိုင်းကြီး5ပေါ့အပိုင်း5ပိုင်းရှိရမှာပြစ်စမမြောက်အပိုင်းကကြတော့ Montessori ချင်းကန်နီးရီကိုတေချာလေးချင်းတင်ညာပေးထားတယ်ဆရာတွေ လူကြီးတွေပေါ့အဲ့ရလဲဘုလိုမျိုးလေးလာနေတာကလဲမွန်တက်ဆူရီရဲ့ method တွေမွန်တက်ဆူရီ approach ကို လေးလာနေတာပါအဲ့လေးလာနေရင်မဲ့သူနည်းတွေကိုသုံးပြီးတော့မလုပ်လို့လို့ရအောင်ဆိုရင်မိမိရဲ့ကလေးတွေကိုဒီလိုမျိုးဖွံ့ဖြိုးအောင်တကယ်ကိုမိမိကိုယ်ကိုတာဝန်ယူတတ်တဲ့သူတွေပြဿနာဖြေရှင်းတတ်တဲ့သူတွေအဲကိုကိုကိုကြီးကန်းထားတတ်တဲ့သူတွေဖြစ်လာအောင်ဆောင်ရွက်ပေးလို့ရပါတယ်ရှင်ဒီမှာဆိုရင်ဒီမှာ number ဒီပြစ္စမများအပိုင်းဖြစ်တယ်ပေါ့နော် လေ့ကျင့်သင်ကြားထားတဲ့ train teacher တွေဟာအရေးကြီးတယ်ဧကြလေ့ကျင့်ထားတဲ့လူကြီးဆိုတာကလေးတွေတိုးတက်ရေးအတွက်လိုအပ်တဲ့ပတ်ဝန်းကျင်ကိုဒီဇိုင်းပုံဖော်နိုင်တဲ့သူဖြစ်ရမယ်တဲ့။အဲမိမိဖွံ့ဖြိုးလိုတဲ့အကြောင်းအရာကိုဖွံ့ဖြိုးမှုရရှိအောင်ဒီဇိုင်းပုံဖော်ပြီးတော့ပေးနိုင်ရမယ်။နောက်တစ်ခါကြီးစုလေးလာနိုင်စွမ်းရှိသူလည်းဖြစ်ရမယ်။ဘာလိုအပ်နေတော့ဘာဖြစ်ပြရမလဲသူ့အတွက်ဘာထက်လိုအပ်တော့မိမိ ပေးလို့တဲ့အချက်လက်ကိုရရှိအောင်ဘာတွေထပ်ထည့်ပေးရအောင်လို့ဆိုတာကိုကြည့်ရှုလေ့လာသုံးသပ်နိုင်စွာရှိရတူလည်းဖြစ်ရမယ်။နောက်တစ်ခါပြန်လည်တင်ပြနိုင်စွာရှိရတူလည်းဖြစ်ရမယ်။အဲပြန်လည်နောက်တစ်ခါဆက်နမူနာကောင်းပေးနိုင်သူလည်းဖြစ်ရမယ်။မိမိပြိုးထောင်ပေးနေတဲ့သူဖြစ်စေခြင်းတဲ့အကြောင်းအရာတွေကိုမိမိကိုယ်တိုင်ကလည်းလုံဆောင်နိုင်တဲ့သူဖြစ်ရမယ်။အဲမိမိကသူ့ရဲ့မိမိပြိုးထောင်လို့တဲ့သူရဲ့ဆက်နမူနာကောင်းပေးနိုင်တဲ့သူဖြစ်ရမယ်။အဲ့ဒါလည်းရေးကြည့်တယ်။ အားကောင်းတဲ့ရင်းမြစ်လူသားတွေရဲ့ကူညီပံ့ပိုးနိုင်စွမ်းရှိသူတွေဖြစ်ရပါမယ်။ဒါဆိုရင်မွန်တက်ဆူရီရဲ့ train teacher တွေဟာတရားလေ့ကျင့်ထားတဲ့လူကြီးတွေဆိုတာကလေးတွေတိုးတက်ရေးအတွက်လိုအပ်တဲ့ပတ်ဝန်းကျင်ကိုဒီဇိုင်းပေးပြီးတော့ဒီဇိုင်းဖော်ပေးနိုင်တဲ့သူဖြစ်ရမယ်။ကိုကိုရဲရလည်းကြီးစုလေးလာနိုင်စွမ်းနေအားကောင်းတဲ့သူဖြစ်ရမယ်။နောက်တကပြန်လဲတင်ပြနိုင်တဲ့စွမ်းရည်ရှိရမယ်။စံနမူနာကောင်းပေးနိုင်တဲ့သူဖြစ်ရမယ်။အားကောင်းတဲ့ရင်းမြစ်တွေနဲ့ လူသားတွေနဲ့ကုညီပံ့ပိုးပေးနိုင်တဲ့သူတွေဖြစ်ရမယ်အားကောင်းတဲ့ရင်းမြစ်လူသားနဲ့ကုညီပံ့ပိုးပေးနိုင်စွမ်းရှိတဲ့သူတွေဖြစ်ရပါမယ်အဲ့လိုဆိုရင်အဲ့ဒီလူကြီးတွေကမွန်တက်ဆိုရီစာတင်ကမ်းကိုပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးပေးပါတယ်ဒါဆိုရင်မွန်တက်ဆိုရီ approach မွန်တက်ဆိုရီ method ကို နဲ့အတိုင်းပြင်ဆင်ထားတဲ့စာသင်ခန်းတွေပတ်ဝန်းကျင်တွေဖြစ်အောင်ဖန်တီးနိုင်မယ်။အဲ့ဒီမှာမတူတဲ့သင်ယူစရာပစ္စည်းတွေပါဝင်နေမယ်။အဲ့ဒီပစ္စည်းတွေကသင်ယူဖို့အတွက်သင်ရိုးကိုကုစားပြုတယ်။ဒါဆိုရင်မိမိသင်ပေးခြင်းနဲ့ဥတီထားတဲ့သင်ရိုးကိုဘာဖြစ်မလို့ဆိုရင်ဒီပစ္စည်းတွေကကုစားပြုရမယ်တဲ့။ဒါ Montessori ရဲ့တရား train teacher တွေကဒီလိုမျိုးပုံစံမျိုးတွေနဲ့ပေါ့နော်ရှိနေရမှာဖြစ်ပါရဲ့ရှင်။ နောက်နောက်တစ်ခုကဆိုရင်မွန်တက်ဆော်ရီချင်းခတ်တင်ကြားနည်းကိုတေချာလေ့ကျင့်သင်တန်းပေးထားတဲ့ဆရာတွေဒါမှမဟုတ်လူကြီးတွေပေါ့နော်အဲ့ဒီမှာဆိုရင်မွန်တက်ဆော်ရီရဲ့ရည်မှန်းတဲ့လူကြီးဆိုတာဒီအချက်၅ချက်နဲ့ပြည့်စုံမှုလိုပါတယ်တဲ့မွန်တက်ဆော်ရီရည်မှန်းတဲ့လူကြီးတွေဆိုတာဒီအချက်၅ချက်နဲ့ပြည့်စုံမှုလိုမယ်ကာယစွမ်းရည်တွေရှိရမယ်ဒီဖွင့်ပြညာနာစွမ်းရည်ရှိရမယ်အကျင့်သိက္ခာပိုင်းဆိုင်ရာစွမ်းရည်တွေရှိဖို့လိုအပ်တယ်စိတ်သက်စွမ်းရည်တွေ စိတ်သက်ကအမြဲတမ်းအလျော်ညီစွာဖြစ်ပေါ်နေတဲ့သူတွေဖြစ်ရမယ်အဲနောက်ပြီးတော့ဟိုဒီလိုမျိုးတင်နှန်းနေပေးတယ်ဆိုတာကျွန်တော်တို့စီမှာတင်နှန်းပေးတယ်ဆိုတာတကယ်ကိုလူရာဒီပူလောင်လောင်ကြီးမှာရာဒီဥရောဘူးတနစ်တာလုံးလေပက်ခဲ့ရတဲ့အတွက်လူတွေကပင်မဲ့အဲသွားတဲ့ဒေတာတကယ်ကိုပဲဟိုလူအုပ်စုလိုက်သွားတာဆိုတော့စားတောက်ရရစားမှာပေါ့နော်အခက်အခဲတွေအများကြီးပဲ စားတောက်ရည်တွေနေထိုင်ရည်တွေရာသီဥတုတွေဒီလိုမျိုးနေရာမှာတင်တန်းနေပြီးတယ်ဆိုတော့ခက်ခဲတွေအများကြီးကြရရယူခဲ့ရတဲ့အကြောင်းအရာတွေဟာဘလောက်များ ပြည့်ပြည့်ဝဝရရှိမှလဲဆိုတာစဉ်းစားဖို့လိုပါတယ်ဒီသူတွေတကယ်ကိုဖွံ့ဖြိုးနေတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်အ ਨੇ ဆုံးတစ်ပတ်တစ်ခါဒီကဘာသာရက်အလိုက်ပြန်လဲတင်တန်းနေရှိတယ်သူတို့တွေကကျတော့တင်တန်းပြီးတယ်ဆိုတာမိမိကလည်း တင်ကြားရေးလည်းလိုရတယ်။တင်နှန်းပိုင်းဆိုင်ရာလည်းလိုရတယ်။အဲ့လိုမျိုးတာဝန်တွေမပြီးဘူး။တင်နှန်းပြီးမဲ့သူကတကယ်ကိုသူသူ့ရဲ့တင်နှန်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုသူ professional ကြကြဘာတွေလိုအပ်နေတယ်၊ဘာတွေထပ်ဖြည့်ပေးရမယ်၊ဘယ်လိုတွေပြုပြင်ပေးရမယ်ဆိုတော့သူအမြဲတမ်းသုံးသပ်နေပြီးတော့မှတင်နှန်းဆရာဆိုပြီးတင်နှန်းကို leading လုပ်တာလုပ်ပြီးတော့မှသူပေးတယ်။အဲ့လိုမျိုးတွေကတပတ်တစ်ခါလုပ်နေတဲ့လုပ်တယ်။ခစ်ကြီးဆိုတာအမြဲတမ်းခစ်ဆိုတာအမြဲတမ်းပြောင်းလဲနေတယ်။ တဘာဝကြီးကလည်းပြောင်းလဲနေတာရှိတယ်အဲ့အရာပေါ့နော်ဒီလိုမျိုးပြောင်းလဲနေတဲ့ရာသီဥတုအခြေအနေတွေဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေတိုးတက်လာတာတွေရှိမယ်အဲဒါဒါမှမဟုတ်ရင်ဒီတိုးတက်လာမှုရဲ့နောက်ဆက်တွဲပါလာတဲ့ပေါ့နော်ယောဂဗျာတွေအဲ့လိုမျိုးတွေပေါ်ရှိနေတဲ့အကြောင်းအရာတွေကပြောင်းလဲနေတဲ့အကြောင်းအရာတွေကိုအမြဲတမ်းပါဝင်လေ့လာသုံးသပ်ပြီးတော့မှအသိပညာပေးဖို့တွေလိုအပ်လာမယ်အဲ့လိုအပ်နေတဲ့အသိပညာတွေကိုမိမိပြောထောင်ပေးမယ်ကလေးတွေကို ရရှိသွားအောင်အဲ့ဒီပြိုးထောင်ပေးမဲ့ကလေးတွေစီရဖို့အတွက်ပြိုးထောင်မဲ့သူတွေကစီကိုအရင်ရောက်ပါမှာဒါဆိုရင်ဒီစီအစီကိုဘာလို့ရမလို့ဆိုရင်တင်တန်းတွေပေးဖို့လိုတယ်အဲ့ဒါကြောင့်တို့ကတပတ်တစ်ခါကိုတင်တန်းတွေရှိတယ်ဆွေးနွေးပွဲတွေရှိတယ်ခင်နဲ့ခင်မီခင်မီရဲ့တင် जा တင်ယူမှုတွေဖြစ်အောင်အမြဲတမ်းစီစဉ်ဆောင်ရွက်နေကြတယ်အဲ့လိုဆိုတော့အဲ့လိုစီစဉ်ဆောင်ရွက်နေကြတာဖြစ်တဲ့အတွက်တင်တန်းတွေကိုတို့ကအဲ့မျက်နေပိုင်းလေးတွေမှာပဲဖြစ်ဖြစ်ပေါ့နော်စနစ်တကျစီစဉ်ပြီးတော့ ဟိုဒီပေးလိုက်တဲ့အကြောင်းအရာကိုတတိချာချာရရှိသွားအောင် စီစဉ်ဆောင်ရွက်ခြင်းအပြင်ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုကုညီပံဖို့ပေးမဲ့သူတွေကလည်းပဲသူတို့မှာပညာတွေပြည့်ဝနေမယ်၊ကာယစွမ်းရည်တွေလည်းပြည့်နေမယ်၊ဉာဏ်စွမ်းရည်တွေလည်းပြည့်နေမယ်၊အကျဉ်းသိက္ခာပိုင်းဆိုင်ရာစွမ်းရည်တွေလည်းပြည့်ဝနေမယ်။ဒါဆိုရင်စိတ်သက်စွမ်းရည်တွေလည်းပြည့်ဝလျက်ရှိနေမှာပါ။ဒါမျိုးတွေဖြစ်အောင်တင်းနှံနေပေးဖို့ကလည်းအင်မတန်အရေးကြီးပါတယ်။ တင်းနှံပြီးတယ်ဆိုတာတကယ်ကိုပဲရရှိသွားအောင်ဟိုစိတ်ထဲမှာစိတ်ပါဝင်စားစားနဲ့ကျေနပ်မှုတွေရရှိအောင်စီစဉ်ဆောင်ရွက်ရမှာပါအဲ့ဒီပိုင်းကတော့အတော်ကိုအရေးကြီးပါတယ်တကယ်ကိုဖွံ့ဖြိုးနေတဲ့နိုင်ငံတွေမှာကြာရင်အဲ့ဒီလိုမျိုးဖွံ့ဖြိုးမှုတွေပိုအားကောင်းအောင်ပိုကောင်းမွန်တဲ့ရလဒ်တွေရအောင်စနစ်တကျစီစဉ်ဆောင်ရွက်ကြပါတယ်ဒါဆိုရင်အဲ့လိုတာဆောင်ရွက်ကြမယ်ဆိုရင်ကျွမ်းကျင်လိမ့်မှာပြီးတော့ပညာပေးနိုင်တဲ့စွမ်းရည်ရှိတဲ့သူတွေဖြစ်လာမှာလည်းဖြစ်ပါရဲ့ရှင် ဒါကြောင့်ကျွန်တော်တို့ဒီအားလည်းအင်မတန်အရေးကြီးတဲ့အကြောင်းအရာတွေမှာပါပါတယ်။ Montessori ချင်းကပ်သင်ကြားနည်းကိုတေချာလေ့ကျင့်သင်တန်းပေးထားတဲ့ဆရာတွေဖြစ်ရမယ်။လူကြီးတွေဖြစ်ရမယ်။လူကြီးဆိုတာမိဘအုပ်ထိန်းသူတွေလည်းပါတာပေါ့ရှင်။ဒါဆိုရင် Montessori ရဲ့လူကြီးတွေပေါ့နော်ဆရာသုံးဖို့လူကြီးတွေကဒီအချက်၅ချက်နဲ့ပြည့်ဝရမယ်ပြည့်ဝအောင်လည်းစူးစမ်းကြရမှာပါရှင်။ကာယစွမ်းရည်တွေရှိရမယ်၊ဉာဏစွမ်းရည်တွေရှိရမယ်၊အကျင့်သိက္ခာပိုင်းဆိုင်ရာစွမ်းရည်တွေပြည့်နေရမယ်။ စိတ်သက်ဆွမ်းရည်နေပြည်နေရမယ်ကျန်းကျင်လေးမိမိပညာရဲ့မှာကျန်းကျင်လေးမှာစွာပညာပေးနိုင်တဲ့သူတွေဖြစ်ရမယ်တဲ့ဒါဆိုရင်ဒီလိုမျိုးဆွမ်းရည်နေနေပြည်နေတဲ့သူတွေကကလေးငယ်လေးတွေကိုပြုစုပြောထောင်ပေးလိုက်မယ်ဆိုရင်မိမိပြုစုပြောထောင်ပေးတဲ့သူတွေကလည်းပဲဒီလိုမျိုးဆွမ်းရည်နေရရှိပြီးတော့အင်မတန်ကောင်းမွန်တဲ့ရက်လက်အကျိုးကျေးဇူးတွေကိုရရှိလာမှာဖြစ်ပါတယ်ဆိုတာကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ် ။နောက်နေ့မှလည်းပဲမွန်တက်ဆူရီရဲ့ဒေတာဖော်ထုတ်ထားချက်တွေကိုဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားပါဦးမယ်လို့ပြောကြားရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။